ထိုင်ဝမ်အရင်းနဲ့ပတ်သက်လို့တရုတ်နဲ့ဂျပန်အကြားတန်တမာရေးအရတင်းမာမှုတွေရော့ကြရေးနှစ်ဖက်ကိုယ်စားလှယ်တွေနိုဝင်ဘာလ18ရက်မနေ့တုန်းကဘေကျင်းမြို့မှာတွေ့ဆုံခဲ့ကြပေမဲ့ပြည်လည်မှုမရပဲအဆုံးသတ်ခဲ့ပါတယ်။ဂျပန်နိုင်ငံရေးဌာနကအာရှနဲ့အိုရှန်နီးယားဒေသဆိုင်ရာအကြီးအကဲမဆာကီကနာယီနဲ့တရုတ်နိုင်ငံရေးဌာနကအာရှရေးရာညွှန်ကြားရေးမှူးချုပ်လူဂျင်ဆောင်းတို့တွေ့ဆုံခဲ့ကြတာပါ။တွေ့ဆုံမှုအတွင်းဂျပန်ဝန်ကြီးချုပ်ဆန်နိုင်တကာယီချီကထိုင်ဝမ်အရေးမှာလိုအပ်ရင်ဂျပန်အနေနဲ့စီရေးအရာ ဝင်ပါကောင်းပါရနိုင်တယ်လို့ဂျပန်လွတ်တော်မှာနိုဝင်ဘာလ9ရက်နေ့ကပြောခဲ့တဲ့စကားအပေါ်မကျေနပ်ကြောင်းတရုတ်ဘက်ကတရားဝင်ထပ်မံတင်ပြခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်တရုတ်ကိုယ်စားလှယ်လူချင်းဆောင်ကလည်းတွစ်ဆုံမှုအပေါ်ကျေနပ်အားရမှုမရှိဘူးလို့အပြင်ရောက်လာတဲ့အခြေအသတင်းတောက်တွေရဲ့အမေးကိုပြန်ဖြေခဲ့ပါတယ်။နှစ်နိုင်ငံကြားကတင်းမာမှုတွေကြောင့်တရုတ်ဆိုရကသူ့နိုင်ငံသားတွေဂျပန်ကိုမသွားကြဘူးသတိပေးချက်ထုတ်ပြန်ထားတာကြောင့်နှစ်စဉ်ဂျပန်ကိုအများဆုံးလာနေကြတရုတ်ခီးသွားအရေးအတွက်ဟာတိတိတသာကြဆင်းနေပါတယ်။ နိုဝင်ဘာလ15ရက်နေ့ကစလို့ဂျပန်ကိုသွားမဲ့တရုတ်လေယာဉ်လက်မှတ်9သိန်းနီးပါးခီးစဉ်ဖြတ်ခဲ့ကြပြီဖြစ်တယ်လို့ဆိုပါတယ်။နေ့စဉ်ဂျပန်နိုင်ငံကိုလာကြတဲ့ကမ္ဘာလက်ခီးတဲ့9ပုံတပုံဟာတရုတ်နဲ့ဟောင်ကောင်ကျွန်းကဖြစ်ပြီးအဲ့ဒီခီးသွားတွေအခုမလာကြတော့တာကြောင့်ဂျပန်စီးပွားရေးအပေါ်ထိခိုက်မှုကအမေရိကန်ဒေါ်လာ14.3ဘီလီယံနဲ့ညီမျှတဲ့ဂျပန်ယန်ငွေ2.1ထရီလီယံရှိနိုင်တယ်လို့ခန့်မှန်းကြပါတယ်။ ထို့သဖြင့်တော့ခီးသားလုပ်ငန်းနဲ့ဆက်နွယ်နေတဲ့တရုတ်ခီးသည်တွေအလာများတဲ့နေရာတွေကအပိုအထိနာပါတယ်။တနည်းအားဖြင့်ဒါဟာဂျပန်နိုင်ငံရဲ့ GDP ပြည်တွင်းအတည်ငုံထုတ်လုပ်မှုစွမ်းအားရဲ့3.36ရာခိုင်နှုန်းရောကျသွားတာလည်းဖြစ်ပါတယ်။ဂျပန်ဆိုရကိုဇလဲမဆာအကီကနာယီကတော့ဒီကနေ့နိုဝင်ဘာလ19ရက်နေ့အထိတရုတ်နိုင်ငံမှာရှိနေသေးတယ်လို့သိရပေမဲ့တရုတ်ကိုဇလဲတွေနဲ့ထပ်မံတွေ့ဆုံဖို့ရှိမရှိဆိုတာတော့အတိအကျမသိရသေးပါဘူးခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ